မင်္ဂလာပါရှင်တနင်္လာနေ့သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုထဝဲဝက်ရှ်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မိမကိုဗစ်ကာကွယ်ဆေးထိုးပေးတာကိုအများပြည်သူသိအောင်မကျင်ညာလို့ဝေဖန်ခံရတဲ့အကြောင်းလောင်လုံးမြို့နယ်မြောက်ပိုင်းကိုလည်းစစ်ကောင်စီတပ်စစ်ကြောင်းထိုးတဲ့အကြောင်းပုတ်ပြင်းကံမော်ကြီးရွာပင်လယ်ပြင်မှာပဇွန်ထိုးလေတွေအုပ်စုလိုက်ဝင်ဖမ်းလို့လက်လုံးလက်စားတွေအခက်တွေ့နေရတဲ့အခြေအနေအင်း ရေဖြူမှာလေပြင်းကြောင့်အုံးပင်ဆိုင်ပေါ်ကျကြပြီးလူငယ်တအူးသိဆုံးတဲ့တဲ့ငလျင်တန်သက်မြန်မာပြည်သူတွေအတွက် ADV ကဒေါ်လာတန်100ကုမဲ့အကြောင်းဆရတဲ့တဲ့တွေကိုနားဆင်ရမှာပါရှင်ပထမဆုံးနားဆင်ရမယ့်တဲ့ကတော့မြို့မြို့မှာရှိတဲ့ကံခေါင်းဆေးရုံဟောင်းမှာကိုဗစ်ကာကွယ်ဆေးထိုးပေးနေပေမဲ့လည်းအများပြည်သူတီအောင်ဆေးရုံဘက်ကကြည်ကြဲပြပြအတိမပေးတဲ့အပေါ်မြို့ခံချို့ကဝေဖန်နေကြပါဗျာ ကိုဗစ်ကောက်ကွယ်ဆေးကိုဇွန်လ16ရက်နေ့ကစပြီးရုံးခွင့်ရတိုင်းမနက်10နာရီကျော်ကနေ12နာရီအထိထိုးနှံပေးနေတယ်လို့သိရပါတယ်။ကံကောင်းစေယုံဟောင်းကလေးကူတာဆောင်မှာကိုဗစ်ကောက်ကွယ်ဆေးထိုးနှံပေးနေတယ်လို့မြို့မြို့ခံကျန်းမာရေးဝန်ထမ်းလို့ယူဆရသူတဦးကသူ့ရဲ့လူမှုကွန်ရက်မှာဇွန်လ23ရက်နေ့ကရေးသားမျှဝေခဲ့ပြီးကိုယ့်ရုံမျှဝေရေးသားထားသူတွေလည်းရှိပါတယ်။ ကန်ခေါင်းဆေးရုံမှာတော့ကိုဗစ်ကောက်ကွယ်ဆေးထိုးပေးမယ့်အကြောင်းကြေညာထားပေမဲ့လည်းဒိုယဝက်ရှ်ကမိခဲ့တဲ့ကိုဗစ်ကောက်ကွယ်ဆေးလာထိုးသူအများစုဟာလူမှုကွန်ရက်ပေါ်ကနေသိတာဒါမှမဟုတ်တဆင့်စကားတွေနဲ့လာထိုးကြတာလို့ပြောကြပါဗျ။ကိုဗစ်ကောက်ကွယ်ဆေးထိုးပေးနေတာကိုကျန်းမာရေးဌာနရဲ့လူမှုကွန်ရက်ကနေတစင်အသိပေးတာမြို့တွင်းလဲလဲအသိပေးတဲ့နီလန်တွေနဲ့အများပြည်သူကြဲကြဲပြန်ပြန်သိအောင်လှုပ်ဆောင်သင့်တယ်လို့မြို့ခံတချို့ကဆိုပါတယ်။ကောက်ကွယ်ဆေးအလုံးအလောက်မရှိဘဲထိုးပေးနေတာကြောင့်ပြည်သူတွေကြဲကြဲပြန်ပြန်သိအောင်မလှုပ်ဆောင်နိုင်တာဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်။ ကြေကြေပြပြအတိပေးတာမရှိတဲ့အတွက်ကိုဗစ်ကောက်ွယ်ဆေးထိုးနိုင်တဲ့အကြောင်းကိုမသိကြသေးတဲ့မြို့ခံတွေလည်းရှိနေပါဗျ။မြန်မြူအတွက် Pfizer အမျိုးအစားကိုဗစ်ကောက်ွယ်ဆေးအလုံးရေ12000ကျော်ပဲရထားပြီးအသက်ကြီးပိုင်းတွေကိုဦးစားပေးထိုးပေးမှာဖြစ်တယ်လို့စုံစမ်းသိရပါတယ်။ကိုဗစ်ကောက်ွယ်ဆေးထိုးပေးနေတဲ့အစီအစဉ်အကြောင်းမေးမြန်းဖို့မြန်မြူကျန်းမာရေးဌာနတာဝန်ရှိသူတဦးအပါအဝင်ကျန်းမာရေးဝန်ထမ်း၃ဦးကိုတဝဲဝက်ကမေးမြန်းခဲ့ပေမဲ့ဖုန်းလက်ခံပြေကြတာမရှိခဲ့ပါဘူး။ စစ်ကောင်စီကျမ်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဇွန်လ၈ရက်နေ့ကနေ15ရက်နေ့အထိ၈ရက်အတွင်းမြန်မာနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ52ဦးတွေ့ရှိထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့လောင်လုံးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့စခန်းကြီးခမောင်းတောင်တောင်မင်းပြောင်ရွာရဲ့ဘက်ကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပါတယ်။သတင်းအပြည့်အစုံကိုတော့ Dwayne Wash Wine Dot တို့ကပြပြပေးသွားမှာပါရှင်။ လောင်လုံးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့စခန်းကြီးခမောက်တောင်တောင်မင်းပြောင်ရွာတွေဘက်ကလည်းစစ်ကောက်စီတပ်ကစစ်ကြောင်းထိုးနေပါတယ်။အင်အား60လောက်ပါတဲ့စစ်ကောက်စီစစ်ကြောင်းဟာဇော်လ16ရက်နေ့မှာစခန်းကြီးရွာကိုရောက်လာပြီးဇော်လ18ရက်နေ့နေ့လယ်ပိုင်းမှာတော့အဲ့ဒီစစ်ကြောင်းဟာစခန်းကြီးရွာကနေတရှိတောင်မင်းပြောင်ရွာကိုစစ်ကြောင်းထိုးကရွာပေါင်းကြီးကျောင်းမှာတပ်ဆွဲနေထိုင်နေတယ်လို့ဒေသခံတအူးကပြောပါတယ်။အဲ့ဒီလိုတရွာဝင်တရွာထက်စက်ကြောင်းထိုးကတဆွဲလာတဲ့အတွက်တောင်ဝင်းပြောင်ခမောက်တောင်ရွာသားတွေအပြင် အနီးအနားရှိဖောက်ပုံးပြင်ရွာသားတို့လည်းထွက်ပြေးတိမ်းရှောင်နေရပါတယ်။စောလာ19ရက်နေ့မှာကြားရောက်မဲ့ဒေါ်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့ပွဲမှာကျပနိုင်စေဖို့စကောက်စီတက်ကကြေးရွာရိဘက်စက်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ဒေသခံတချို့ကယူဆနေကြပါဗျ။တချိန်တည်းမှာပဲစကောက်စီတက်ဟာမြို့နယ်ရဲ့တောင်ပံလောင်းလုံးမြို့နဲ့အနီးဝန်းကျင်ရွာတွေကိုစက်ကြောင်းထိုးနေလို့ဝေဒီပြင်းထိတ်စစ်ပြင်းညင်းမော် လေးတော်ခံကထောင်းနေကညံကျုံးရွာကဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရပါဗျ။ အလာဒူဒူဝဲမြစ်ထဲမှာလဲစကောက်စီစစ်သင်းဘောတွေလက်ပတ်သွာလာနေပြီးမြကန်းနာတစ်လျှောက်ကကြေးရွာတချို့ကိုလက်နက်ကြီးနဲ့ပစ်ခတ်နေပါတယ်။လက်နက်ကြီးကြီးတချို့ဟာလက်ဝဲတွေထဲမှာမပေါက်ကွဲပဲရှိနေသေးတဲ့အတွက်လက်ထောရဲစိုက်ပျိုးဖို့စိုးရိမ်နေရတယ်လို့ဒေသခံတချို့ကဆိုပါတယ်။နောက်တဲ့တဲ့တင်ပုတ်ကတော့ပုတ်ပြင်းမျိုးနဲ့ကံမော်ကြီးရွာပင်လဲပြင်းမှာမေလာလေလောက်ကဆောက်လို့ပစုံထွက်လေတွေအုပ်စုလိုက်ပစုံဖမ်းနေတဲ့အတွက်လက်လုံးလက်စားသမားတွေအခက်တွေ့နေရတယ်လို့ဒေသခံတချို့စီကသိရပါဗျ။ တည်တင်းအပြည့်အစုံကိုဒေါ်ရဝရှိုင်းဒေါ်တာတူကပြပြပေးသွားမှာပါရှင်။ပုံပြမျိုးနဲ့ကမ္ဘောဂျီဝါပင်လယ်ပြင်မှာမိလလေလောင်ကစားလို့ပစုံထိုးလေတွေအစုဖွဲ့နဲ့ပစုံဖန်နေတဲ့တွေလဲလုံလဲစားသမားတွေအခက်တွင်နေရတယ်လို့ဒေတာကန်တချို့စီကသိရပါတယ်။ကမ္ဘောဂျီဝါနောက်ပဲရှိပင်လယ်ကြီးတွေနေရာတွေမှာပစုံထိုးလေအစီ30လောက်ဖန်စီနေကြတဲ့တွေရှာကုန်ပင်လယ်ကင်းပစုံအပါဝင် ဇီဒီဒေတာနေရေးတတော်တို့၏ရှားပါသွားတယ်လို့ဒေတာကန်တို့ကပြောပါတယ်။ပစုံထိုးလှီဟာဝါလုံးနှလုံးကိုခင်းခွာလို့ခြင်းအောင်ထားပြီးဝါလုံးအပြားပိုင်းမှာပစုံဖမ်းပိုက်တန်းစင်ထားပါတယ်။အိမ်နောက်ပင်လေဇီဒီချမ်းပြင်းထဲပိုက်ပါတဲ့အပိုင်းကိုထိုးနှိပ်ပြီးပစုံဖမ်းစီကြတာပါ။ပစုံထိုးလှီနဲ့ပစုံဖမ်းရင်ပင်လေဇီဒီချမ်းပြင်းမှာရင်းမြောင်းပုံတံဖြစ်လာပြီးရှက် တွေ့ကုန်ခနန်ပင်လက်ကင်းပုံစားတဲ့ရှင်နေတတော်တွေမရှိတော့တဲ့အတွေ့ဝမ်းစာရဲ့အတွေ့ရှားပွေစားထောင်နေတယ်လက်လုံလက်စားဒေတာခံတွေအခက်တွေနေရတယ်လို့ဓမ္မကြီးရွာသားတို့ကပြောပါတယ်ပဇွန်ထိုလေးအစီသိုးဆလာကိုကမ္မောကြီးစွာဒေတာခံတွေထားပဲပိုင်ဆိုင်ကြတာပါ အာနာမသိမ့်မီကတော့ ကရတူရီမျိုးငါလူငယ်ဦးစီးဌာနနေစီတက်ကပဇွန်ထိုးကလေးတွေကို လာရောက်ဖမ်းဆီးလိရှိပေမဲ့လေလက်ရှိမှာတော့တားဆီးမဲ့သူမရှိတော့ဘူးလို့ဆိုပါတယ်။ကံမော်ကြီးရွာဟာမော်ကင်းလူမျိုးတွေနေထိုင်တဲ့မချုပ်ကလေးကျုံအစီဖဲမှာတည်ရှိပြီးဒေသခံအများစုဟာဆာကျင်းစာဖွေပြီးအသက်အမွေးချသလိုပင်လယ်ငါးဖမ်းလုပ်ငန်းလေးလုပ်ကိုင်ကြပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေဖြူမြို့နယ်မုံငန်းရွာမှာဇွန်လ15ရက်နေ့ညနေပိုင်းကလေပြင်းတိုက်တာကြောင့်အုံးပင်ဆိုင်တဲပေါ်ကျိုးကျပြီးအမျိုးသားတအုပ်သေဆုံးသွားပါတယ်။သတင်းအပြည့်အစုံကိုဒေါ်ရဝရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ရေဖြူမြို့နယ်မုံငန်းရွာမှာဇွန်လ15ရက်နေ့ညနေပိုင်းကလေပြင်းကြောင့်ဆိုင်ပေါ်ကိုအုံးပင်ကျိုးကျပြီးအမျိုးသားတအုပ်သေဆုံးသွားပါတယ်။သေဆုံးသူဟာအသက်25နှစ်အရွယ်မုံငန်းရွာသားဖြစ်ပြီးစကြက်မှာကျောင်းထားတဲ့နွားတွေကိုပြန်သွားသိမ်းတဲ့အချိန် ဥပင်ကြိုးကြလို့စိုက်ပေါ်ပြိုကျတာနဲ့တူပြီးတက်တာစထိမှန်တိမ်ဆုံးခဲ့တာပါမောင်ငန်းရောင်ဟာကံပေါက်တိုက်နယ်တဲချုံကျွော်အုပ်စုမှာတရှိပါတယ်ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့လည်းဥကောင်းအနောက်ဘက်မှာရတဲ့ဒဏ်ရာပြစ်ထားတဲ့အတွက်တိမ်ဆုံးသွားတာပါဇွန်လ14ရက်နေ့ကလည်းကော့တော်မျိုးမလီဝမ်းကျေးရွာ22မိုင်အမကမလီဝမ်းစာတင်ကျောင်းပေါ်ကိုလုံးမရှိပေအလျားပေတရာကျော်ရှိတဲ့မြရပင်လဲကြလို့ကြောင်းခုံမိုးတွေပျက်စီးတော့ပါသေးတယ် တရင်တိုင်းတိုင်းပါဝင်နိုင်ငံတော်မှာဇွန်လ22ရက်နေ့အထိနေရာကွက်ပြီးမိုးဆက်ကြည့်မယ်လို့မိုးစလကအထူးမိုးလေဝသသတိပေးချက်ထုတ်ပြန်ထားပါတယ်။မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ မိုးထစ်ချုံတာ မိုးကြိုးပစ်တာလှည့်စည်းလက်တာမိုးသီးကြွတာလှည့်တပြည့်ရေကြီးတာနဲ့မြေပြိုတော်တွေဖြစ်လာနိုင်တဲ့အတွက်ကုန်းမြင့်မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့သတိပြုကြဖို့တိုက်တွန်းထားပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့ငလျင်တန်ခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံသားတွေအတွက်အာရှဖွံ့ဖြိုးရေးတိုးတက်ရေးဘဏ် ADV ကအမေရိကန်ဒေါ်လာတန်တရာကိုကူညီထောင်ပံ့ပေးမှာဖြစ်တယ်လို့ ADV ကဇွန်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။ငလျင်တန်တက်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေနဲ့လူမှုဘဝတွေရေရှည်တည်ထောင်နိုင်ဖို့အတွက်ရည်ရွယ်ပြီးအာရှဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ADF အောက်ကလှူဒါန်းသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ1ရက်နေ့မှာ ATV ကမြန်မာငွေလင်းတန်သိမ့်ပြည်သူတွေကိုဒေါ်လာ3သန်းအရေးပေါ်ထောက်ပံ့လှူဒန်းခဲ့ပြီးတဲ့နောက်အခုဒုတိယအကြိမ်ထပ်ကူညီဖို့လှုံ့ဆော်တာပါ ADV ရဲ့အကူအညီတွေကိုကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကုလသမဂ္ဂကလေးများရန်ပုံငွေ UNCF နဲ့ကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP တွေကနေတဆင့်ပေးအပ်မှာဖြစ်ပါတယ်။ ဒေါ်လာတန်တရာကူညီထောက်ပံ့မှုဟာမြန်မာနိုင်ငံသားတွေအတွက် ADV ကအကြီးမားဆုံးထောက်ပံ့မှုဖြစ်ပြီးအကူအညီလိုအပ်နေသူတွေအတွက်အစာအသောက်ရေအမိုးအကာကျန်းမာရေးစောင့်ရှောက်မှုတွေပေးအပ်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ရေရှည်စားဝတ်နေရေးအလို့အကင်နဲ့လူထုခံနိုင်ရေးအားတွေအတွက်သင်တန်းတွေအနာဂတ်ဆွေးနွေးတိုင်ပင်ခြင်းလုပ်ငန်းတွေကိုလည်းကုညီထောက်ပံ့ပေးမှာဖြစ်တယ်လို့ ADV ဥက္ကဋ္ဌမာဆာတိုဂန်တာကပြောပါတယ်။ ငလျင်ဘေးမတိုင်ခင်ကမြန်မာနိုင်ငံမှာအရေးပေါ်အကူအညီနဲ့ကောက်ွယ်လိုအပ်နေသူ၄.၃တန်းကျော်ရှိတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါဗျ။ငလျင်လောက်ကပ်ပြီးတောင်းမှာတော့အကူအညီနဲ့အကောက်ွယ်လိုအပ်သူအရေးအတွက်ဟာ၆.၃တန်းကျော်အထိတိုးလာခဲ့တယ်လို့ဆိုပါတယ်။ခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dwell Watch Rider တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။